အားလုံးပဲမိနေရပါ article channel နဲ့ပြန်လဲကျူဆူလိုက်ပါတယ်ဆိုတော့ EKB မှာ A ကတင်းကိုကျင်နေတဲ့ဒီစစ်တွေကြောက်ဖြူမှန်အောင်၃မြို့တဲ့ကစစ်တွေနဲ့ကြောက်ဖြူကို A ကတဖြည်းဖြည်းချင်းတိုက်ခိုက်လာနေပါတယ်ဆိုတော့ EKB ရဲ့ဒီအဆုံးအဖြတ်ပေးမယ်ဒီမြို့သိမ်းတိုက်ပွဲမှာအဲ A ကနီးပြူဟာပြောင်းလဲပြီးတော့မှတိုက်နေတာကိုတွေ့ရပါတယ်ဆိုတော့လက်နဲ့အင်အားလူအင်အားရှိပင်မဲ့ဒီအဆုံးအဖြတ်ပေးမယ်တိုက်ပွဲမှာအကန့်အသတ်ရှိနေပုံတော့ရပါတယ်အထူးသဖြင့်ကြောက်ဖြူတိုက်ပွဲပါ ကြောက်ဖြူတက်ခွဲဟာတာမင်အဖင်တော်တခြားမျိုးတွေနဲ့မတူတဲ့ကေရိုဒန်မျိုးတစ်မျိုးဖြစ်ပြီးတော့ဒီတရုတ် အကျိုးစီးပွားရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အရကတတော် AA ရဲ့စီရေးမဟာဗျူဟာအရာဒီမြို့သိမ်းတက်ခွဲတွေဆင်နေတဲ့အခါမှာလူရင်းအလုံးရင်းနဲ့ဒီအတုံးကြီးတက်ခိုက်တာတွေရှိပေမဲ့ကြောက်ဖြူတက်ခွဲမှာတော့မုတ်ဆိုးဒူးထောင်းနည်းနဲ့ပဲတဖြည်းဖြည်းချင်းတက်ယုံကြီးပုံရပါတယ်။ကြောက်ဖြူတက်ခွဲကိုချိမယ်ဆိုလို့ရှိရင်တစ်ဖက်မှာလည်းဒီအာအရှရေးရာတရုတ်အထူးကိုယ်စားလှယ် Mr. Tishin Jet က မကြတိကရပိုင်းတဲ့အတွင်းမှာ KIA နဲ့ EA ကိုတခြားတွဲဆုံခဲ့တာလည်းရှိပါတယ်။ဒီသတင်းကို AOD သတင်းဌာနကဖော်ပြခဲ့တာပါ။ KIA နဲ့ EA ကိုတွဲဆုံတဲ့အချိန်မှာဘဲမော်ဘဲမော်မျိုးတိုက်ခွင်နဲ့ဒီတောက်ပြူတိုက်ခွင်ကိုရပ်ပေးဖို့အတွက်တရုတ်ကပြရပေးခဲ့တဲ့ဆိုပြီးတော့မှ AOD သတင်းဌာနရဲ့ဖော်ပြချက်တွေကကျွန်တော်တို့သိရပါတယ်။ဒီစင်ကာပူမှာတိုက်ခင်မှာဒီတောက်ပြူတိုက်ခွင်မှာစစ်ကောင်စီလက်အောက်ခံဒီဘုံမှုချုပ်အစ်င့်နဲ့စစ်ဦးစီးမှုလူမှုမှုကြီးတူအာတည်ဆုံးသွားတယ်လို့ကျွန်တော်သိရပါတယ် ဘေးတိုက်ပွဲပင်နေရာမှာဆိုတာကတော့ဒါအတိအကျဖော်ပြထားတာပြီးတော့မတွေ့ရဘူးဒါအေးရဲ့ထုတ်ပြန်ချက်တွေထွက်လာမှာပဲသိရမယ်ထင်ပါတယ်ပုံမြအားဖြင့်တော့တတ်မှတ်မှုအစ်စ်ဆိုလို့ရှိရင်ဒါဘုံမှုချုပ်ရာထူးနဲ့စစ်မြေပြင်မှာအတိအကျနေရာကနေကုတ်ခွေတဲ့သူတယောက်ဖြစ်ပါတယ်တတ်မှတ်မှုလို့ပြောလိုက်ရင်ဒါကိုပြင်းပြကြအောင်ပါဒါပေမဲ့ကြောက်ဖြူတက်ခွေမှာကြာတော့လေဒီဘုံမှုချုပ်ဆိုတာကတော့နီးပြူဟာအမူဘုံမှုကြီးအဆင့်ကနေမှဒါတည်ပြီးမှဒါရာထူးကရာထူးတစ်ဆင့်တိုးသွားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါပေမဲ့ကြောက်ဖြူတက်ခွေမှာ ။အယောက်ဒီတနိဒနာရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်အတ္တမနှစ်ခုတည်းကိုအစားထိုးရတဲ့အင်အားဖြစ်ထားတယ်လို့ကျွန်တော်သိရပါတယ်။ဆိုတော့တ္တမတတိနဲ့တ္တမနှစ်နေပါစစ်တွေဘက်ကနေပြီးတော့မှလည်းဒီကြောက်ဖြူဘက်ကိုစိတ်အားတွေကိုရေချောင်းကနေပြီးတော့ဒါထပ်ဖြည့်နေတယ်လို့လည်းကျွန်တော်သိရပါတယ်။ဒီတော့ကြောက်ဖြူဘက်ကစိတ်အခြေအနေတွေကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်အောင်ပါ။လက်ရှိစိတ်တင်းမာနေတဲ့ကြောက်ဖြူမှာအင်အားဘက်ကတိုက်ခွေတဲ့ဖော်ဆောင်တာတွေရှိပေမဲ့အရှိန်အော်ဂနက်ဒူးစစ်စင်တာမျိုးတွေတော့ကျွန်တော်မတွေ့ရပါဘူး။ အစစ်ကောင်စီဘက်ကတော့ဒီကြောက်ဖြူမြို့မကျစေဖို့အတွက်ဒီခန့်စစ်တွေကိုမိုင်းတွေလက်နက်ကြီးတွေ drone တွေနဲ့သူတို့ဒါခန့်စစ်တွေစင်စားတာလည်းရှိပါတယ်။စစ်ရအားတွေလည်းရာနဲ့ရှိပြီးတော့မှအတားရေချောင်းကနေပို့နေပါတယ်။ဆိုတော့ဒီနေရာမှာတတိထားမယ်အချက်တခုရှိပါတယ်။အဲ့ဒါကကြောက်ဖြူမှာတရုတ်နေကြိုးရဲ့တပ်တွေကဒီစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးတိုက်ပစ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဆိုတော့သတင်းတန်တာအချို့ကဒီ မလကျွန်းကြီးရောနားမှာစစ်ကောင်စီတပ်နဲ့အီတက်တက်ွယ်ဖြစ်ခဲ့ပြီးတော့မှဒီစစ်ကောင်စီတပ်ကနေဒီတရုတ်တပ်ဖျက်ဖြူရေးစက်ရုံဒီ OGD နားမှာတက်ဆုပ်ပြီးတရုတ်လုံခြုံရေးတပ်ခွေတွေနဲ့စစ်ကောင်စီတပ်ကပြန်ပြီးခုခံတယ်ဆိုပြီးတော့မှဒါတည်ထောင်ထဏချူရဲ့ဖော်ပြချက်တွေကသိရပါဆိုတော့တရုတ်လုံခြုံရေးတပ်ဖွဲ့တွေကစစ်ကောင်စီတပ်နဲ့ပူးပေါင်းတိုက်ခိုက်တယ်ဆိုတာကဒါအတိပြုဖို့ဖြစ်ခဲ့ပါတယ်ပြုတပြင်းတော့ EA ဘက်ကနေပြီးတော့ဒီချက်ဖြူတက်ခွေနဲ့ပတ်သက်လို့ဒီ AB လငရင်တွေကတိုက်ခွေတဲ့တည်ထုတ်ပြန်ချက်မှာ တရုတ်နဲ့ပတ်သက်လို့ကျွန်တော်တစုံတရာမတွေ့ရပါဘူးဆိုတော့တကယ်လို့တည်ဒေသတွေတည်ဌာနတွေရဖော်ပြခြင်းအရာကြောက်ပြူတက်ကွဲမှာတရုတ်ဘက်ကတရုတ်ဘက်ကနေပြီးတော့ဒီစစ်ကောင်စီကိုဝင်ကူတိုက်ပင်းနေတာတကယ်လို့မှန်ခဲ့တယ်ဆိုရင်အေကအေဘက်ကအီဘလ9ရက်နေ့ထုတ်ပြချက်မှာဘာကြောင့်မပါလာလဲဆိုတာကျွန်တော်စဉ်းစားပွဲရှိပါတယ်အဲ့ဒီအီဘလ9ရက်နေ့တက်ပွဲတည်ထုတ်ပြချက်ဟာအေရဲ့နောက်ဆုံးထုတ်ပြချက်တစ်ခုလည်းဖြစ်ပါတယ်တပ်ဖြူမှာစကကငါဒီလက်အောက်ခံတက်တွေဖြစ်တဲ့ဒီခမရဒီ ငါလေးနှစ်ခမရငါလေးသုံးနဲ့ဒီခလာရ34တက်ရင်အပြင်အမှတ်ဒီ30နှစ်ကြီးတက်ရင်လည်းရှိပါတယ်ဆိုတော့ပြောရမယ်ပြောရမယ်ဆိုလို့ရှိရင်စစ်ကောင်စီဘက်ကကြောက်ဖြူမှာကြီးရည်လေးအဆင့်30နဲ့ခုခင်နေတာပါအဲ့လက်ရှိတည်င်းတွေအရာပေါ့လေဒီဒိုတန်တောင်အမှတ်30နှစ်ရေတက်ရင်ကရေတက်ရင်ကိုဒီ EA ကနေ EA ဘက်ကနေ drone တွေနဲ့ဥတည်တိုက်ခတ်နေတဲ့အတွက်ဒီစကုံစီဘက်ကလည်းဒီတပြုတ်တော့ရယ်ပြားသေးရယ် ဒီဖြစ်ရှိအဲကြီးရောအနီးပုံရင်းကျင်တာတဝိုက်ကိုသူတို့ကလက်နဲ့ကြီးတွေရောဒရုန်းတွေရောပေါင်းတော့မှအာပြန်ပြီးခုခံတိုက်ခတ်နေတာတွေရှိပါတယ်ဆိုတော့သူကဒီလိုမျိုးဒရုန်းတွေပုံတွေနဲ့တိုက်ခတ်ပြီးတော့မှဒီမက်လာကျွန်းနဲ့ဒီလက်ကမော်ရောဘက်ကိုစစ်ကောင်စီဘက်ကတက်ဆွဲဖို့တွေဒါပြင်းနေတယ်လို့လည်းကျွန်တော်သိရပါတယ်နောက်တခြားတစ်ဖက်မှာ EA ဘက်ကနေရန်ပင်းမျိုးကိုတင်ပိုက်ထားပြီးတော့မှဒီကြောက်ဖြူစနေမအီကားလိုင်းကို EA ကထိန်းချုပ်ထားပြီးဖြစ်ပါတယ် ဆိုတော့ကုလင်းဘက်ဒီလမ်းကြောင်းတွေကို EA ဘက်ကနေပိတ်ဆို့ထားနိုင်တဲ့အတွက်စစ်ကောင်စီဘက်ကစစ်ကူတွေကိုဒီရေကြောင်းကနေပဲစစ်ကောင်စီဘက်ကပို့လို့ရတာပေါ့ကုန်းကြောင်းကနေဆိုလို့ရှိရင်ဒါ EA ဘက်ကနေအားလုံးကိုပိတ်ထားတဲ့အနေထားမှာဖြစ်ပါတယ်ဆိုတော့တစ်ပေါက်တောင်တမြောက်ဒီရေတက်စခန်းကနေတစင်ပင်လေထွက်ပေါက်ကိုအားပြုပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တွေကနေအာဒီစစ်ကူတွေပို့တယ်နောက်ပြီးဒီရေကြောင်းကနေဘုံကျတိုက်ခိုက်တာတွေပစ်ကူပြရတယ်ဒါတွေဒီလိုမျိုးတွေကြောက်ဖြူမှာဖြစ်နေပါတယ်ဆိုတော့ကြောက်ဖြူမှာ တရုတ်အကျိုးစီးပွားကလည်းရှိနေတဲ့အတွက်တရုတ်ရဲ့အကျိုးစီးပွားနဲ့ပတ်သက်လို့လည်းကျွန်တော်ပြန်ကြည့်ဖို့လိုပါတယ်။ရခိုင်ပြည်မှာရှိတဲ့ကြောက်ကင်မြို့ဟာဒီတရုတ်စီမံကိန်းတွေမရောက်ရှိခဲ့တဲ့အချိန်တုန်းကတာမန်အကျိုးမျိုးငယ်လေးတစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့ဒေါ်လာဘီလီယံနဲ့ရှိတဲ့တရုတ် BRI စီမံကိန်းတွေကကြောက်ကင်မြို့ကိုဒီအခြေပြုလာတာကြောင့်ထင်ရှားတဲ့မြို့ကြီးတစ်မျိုးအဖြစ်နာမည်ရလာခဲ့ပါတယ်။ဒီကတော့ဒီရခိုင်ပြည်ကြောက်ဖြူမျိုးကထွက်တဲ့ဘီလီယံနဲ့ရှိတန်ဖိုးရှိတဲ့တင်ဇာတာတွေကရခိုင်နေအတွက်မဟုတ်လို့ကြောက်ဖြူမျိုးအတွက်လည်းမဟုတ်ပါဘူ တယောက်အကျိုးစီးပွားအတွက်မဟာပြူဟာကြက်နေတယ်တောက်ကင်မြို့ဟာအိန္ဒိယသမုတ်တရာကိုပါတိုက်ရိုက်အထူးကြက်နေတာကြောင့်ကမ္ဘာစီးပွားရေးကိုလက်မှုပို့ကျူးစားနေတဲ့တယောက်အတွက်စီးပွားရေးနိုင်ငံရဲ့ချစ်ထွန်မှုကြီးတစ်ခုဖြစ်ပါတယ်တောက်ကင်မှာဆုတ်လုံးမဲ့ဒီတယောက်ရဲ့ရင်းနဲ့စစ်ကန်စီမဲ့ကင်းကနေတရုတ်နိုင်ငံကိုလင်းပိတ်နိုင်ငံအထီကိုဒီဆက်သွင်းနိုင်အောင်အတွက်မိုင်းပေါင်းထောင်ချီတဲ့ဒီရထားလမ်းတွေကိုပါတစ်ဆက်တည်းမှာတိစောက်ဖို့အတွက်တရုတ်ရဲ့တရုတ်နယ်ဒီမြန်မာစစ်ဆွေရကြမှာသဘောတူညီကြတဲ့ရှိပါတယ် ဒီချောက်ဘူးစီမဲဂိန်းကနေဒီအနောင်အာရှဒီအာဖရိကနဲ့ဒီဥရောပတိုက်တွေကိုပါကုန်တယ်မှုလုံနိုင်မယ်တရုတ်အတွက်မဟာဗျူဟာမြောက်တဲ့ရှင်နှဲကြောင့်တစ်ခုလည်းဖြစ်ပါတယ်ဒီလိုမှာဗျူဟာမြောက်နေတဲ့ဒီစီးပွားရေးလက်ကွက်တစ်ခုကိုအရခတ်တက်တော်ဤကတရုတ်နဲ့တန်ငိတမန်ကင်းမှာအပရိယကျော်ဝဖို့တော့လိုပါတယ်ဒါကြောင့်ချောက်ဘူးတိုက်ပွဲကဒီရခိုင်ပြည်ရဲ့အဆုံးပြည့်စစ်ပွဲတစ်ခုဖြစ်လာနိုင်သလိုအနာဂတ်ရခိုင်အမျိုးသားအကျိုးစီးပွားအတွက်အရင်းအမြစ်တစ်ခုဖြစ်လာမယ်စီးပွားရေးဆုံတစ်ခုလည်းဖြစ်ပါတယ် ဒီကြောက်ဘူးရင်းနဲ့စက်ကဲစီမဲ့ကိန်းနဲ့ပတ်သက်လို့ဒီဆက်ဆက်ရမယ်ဆိုလို့ရှိရင်တောင်ဆန်းစုကြည် NLD ရဲ့အစိုးရလက်ထက်မှာဒီစီမဲ့ကိန်းကိုတရုံနဲ့ဆက်တယ်သဘောတူထားခဲ့တာဖြစ်ပြီးတော့မှဒီနောက်ပိုင်းဒီကိုဗစ်အပါအဝင်မြန်မာနိုင်ငံမှာဒီစစ်ပွဲပဏိပခတွေကြောင့်ဒီစီမဲ့ကိန်းကဒီနောက်နေခဲ့တာတွေရှိပါတယ်ဒါပေမဲ့စစ်ကောင်စီကဒီအနာသိန်း၃ရက်အနာသိန်းကာလအတွင်းမှာပဲဒီ၃ရက်မြောက်လောက်မှာဒီ NLD စက်ထက်ကထုဆူခဲ့တဲ့စာချုပ်ကို အဲ့ဒီတဲ့အပြင်ကိုနောက်ဆက်တွဲစာချုပ်တရုတ်နဲ့စစ်ကောင်စီကထုတ်ဆိုခဲ့ရတယ်ရှိပါတယ်ဆိုတော့ NLD အစိုးရလက်ထက်ကစာချုပ်မှာတရုတ်နိုင်ငံပိုင် CIA TIC ကုမ္ပဏီကဒီ80ရာခိုင်နှုန်းနဲ့ဒီမြန်မာဘက်ကဆိုရင်30ရာခိုင်နှုန်းထိကိုရှေ့ရာခွေးဝေပိုင်ဆိုင်ကျပြီးတော့မှဒီပထမဆုံးအဆင့်အနေနဲ့မြန်မာဘက်ကရင်းနှီးမြှုပ်နှံမှုကိုတိတိမတ်3ဘီလီယံနဲ့စခဲ့တယ်လို့သိရပါပြီ။ဒီရှီကောင်စီကဒီ2023နှစ်မှာနောက်ဆက်တွဲချုပ်ဆိုလိုက်တဲ့ စာချုပ်မှာတော့ဒီရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ပတ်သက်လို့အသေးစိတ်ဒါရှင်းရှင်းပေါ်ပြလာတယ်ဒါမျိုးတွေမမြင်တွေ့ရပါဘူးတစ်ဆက်တည်းမှာပြောမယ်ဆိုရင်ဒီနှစ်ဒီမှာတရုတ်ကရှစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကင်တွေအကြမ်းမှာကျောင်းဝင်ညီနိုင်ပေးတာမျိုးတွေရှိပြီးတစ်ဖက်မှာလည်းဒီကြောက်ပြူစီမံကိန်းကိုဆက်လက်အကောင့်တွေပေါ်ပေါ်လှုပ်ဆောင်နေတာမျိုးတွေရှိပါတယ်ဒါတော့ကမ္ဘာအင်အားကြီးနိုင်ငံတို့ခုရဲ့စီးပွားရေးအချက်အချာဖြစ်နေတဲ့ဒီကြောက်ပြူမျိုးကိုအရခတ်တော်အေကတင်ပိုက်ဖို့ကြိုးစားနေပါတယ်ကြောက်ပြူကကမ္ဘာအင်အားကြီးနိုင်ငံတို့ခု ရဲ့ဒီစီးပွားရေးအချက်ကြာကျနေတယ်ဆိုပေမဲ့ဒီကြောက်ပြူဆိုတာရခိုင်ပြည်ရဲ့ပိုင်နယ်တခုဖြစ်ပါတယ်အာရခတက်တော့အေရဲ့ဒီနေနေသိမ်းမှုကမရှိခဲ့အချိန်တုန်းကဒီမြန်မာအစ်အစိုးရခေါင်းဆောင်တွေကဒီကြောက်ပြူမျိုးကထွက်တဲ့ဒီဘီလီယံနဲ့ရှိတန်ဖိုးရှိတဲ့တင်ဇာတတွေကိုဒီတင်တာခဲလူသူစန္ဒမပပေးနဲ့တရားတရုတ်နိုင်ငံကိုရုံးစားခဲ့တာပါအဲ့ရှိဒီနေနေတွေသိမ်းပိုက်ဆွမှုလာတဲ့ရခိုင်အမျိုးသားအချိုးစီးပွားကိုကာကွယ်မှဒီအာရခတက်တော့အေကဒီရခိုင်တပီလုံးကို ဒါတင်းပိုက်ဖို့အတွက်သူ့မှာကြည်ရချက်တွေရှိနေတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်။ဆက်လက်ရှိမှာလည်းဒီပလက်ဝအပါဝင်မြို့ပေါင်း15မြို့အထိကို A ကတင်းပိုက်ထားပါတယ်။ဆိုတော့လက်ချက်3မြို့ဖြစ်တဲ့ရခိုင်မြောက်ပိုင်းကဒီစစ်တွင်နဲ့ရခိုင်တောင်ပိုင်းကဒီကြောက်ဖြူမြို့နဲ့မန်အောင်မြို့တွေတော့ကျန်ပါသေးတယ်။တကယ်တော့ပြောရရင်ဒီ R ခတ်တဲ့ A ကဒီစစ်တွင်နဲ့ကြောက်ဖြူကိုတီးတဲ့ခြံခဲ့တာတို့လည်းဆွနိုင်ပါတယ်။ကျွန်တော်စီးရတဲ့ဘော တရားအရာကြည့်မယ်ဆိုလို့ရှိရင်ရခိုင်မြောက်ပိုင်းမှာဒီပေါက်တော်ကြောက်တော်ဒီပွန်နာကျွန်းရတိတော်မြို့တွေမှာရှိတဲ့ဒီစကခကူးနဲ့စကခဆန်ကနှစ်ခုစလုံးကိုဒါတိမ့်ပိုင်နိုင်ခဲ့တာတော့မှာဒီဒါကစားရှိတဲ့ဒီစစ်တွေကိုအာမသိမ့်မင်းနဲ့ဒါတခြားမျိုးတွေကြော်ပြီးတော့မှဒါအေကတိမ့်ခဲ့တယ်ပေါ့လေဆိုတော့ရခိုင်တောင်ပိုင်းဘက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းကျောက်ဖြူမန်အောင်နဲ့ဒီတောင်ကုတ်ကြားကဒီရံပြရံပြမြို့ကို ထပ်ပြီးတော့မှတိုင်းတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ စက္ကခငါရှိတဲ့ဒီတောင်ကုန်းနယ်ဒိုင်းစစ်ဌာနချုပ်ရှိတဲ့အန်ကိုထပ်ပြီးတင်ခဲ့ပေမဲ့လည်းကြောက်ဖူနဲ့မန်အောင်ကိုအရခတ်တက်တော့အေကချန်နယ်ထားခဲ့ပါတယ်ဆိုတော့အေကဒီလိုချန်နယ်ထားခဲ့တဲ့အတွက်ကြောက်ဖူနဲ့ဒါစစ်တွေဟာဒီစစ်ကောင်စီတက်အတွက်အရေးပါတဲ့မြို့တစ်မြို့ဖြစ်တယ်လို့ဒီနိုင်ငံရေးစီးပွားရေးအရာပါအရေးပါတဲ့မြို့တွေဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမြို့တွေဟာ NRA လည်းရှိရှိနေပါတယ်ဆိုတော့နိုင်ငံရေးအရာဖိအားတွေလည်းအာရှိပါတယ် ဆိုတော့ဒီနေရာမှာဒီမန်အောင်နဲ့မြို့နယ်ပတ်သက်လို့ထည့်ပြီးတော့မှတိတ်တိဆက်လို့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒါဒီမန်အောင်မြို့နယ်ပတ်သက်လို့ဆက်လက်ပြီးတော့မှတိတိဆက်ပေးမှာပါ။ဆိုတော့ဆက်ပြောရမယ်ဆိုလို့ရှိရင်ဒီ AA ကဒီလိုကြောက်ဖြူကိုရှန်လက်ခဲရတဲ့အကြောင်းချက်တွေတွေကတခုပါတော့တရုတ်ကြောင့်လို့ဆွေရပါမယ်။တရုတ်ကမြန်မာနိုင်ငံမှာဘလူးဂျောင်းတွေဆော့ဖက်နေတယ်ဆိုတာကိုကျွန်တော်အရင်ဆောင်းပါးနေတဲ့အထက်မှာအများကြီးတင်ပြဖူးပါတယ်။ဒါကြောင့်အခြေတုံးတို့သိမပြောလို့တော့ပါဘူး။ ဒါတိရုတ်ကဝင်ရောက်ဆော့ဖက်နေတဲ့အထင်းမှာသတိထားမိတာတခုရှိပါတယ်။ဆိုတော့အဲ့ဒါကအရင်တုန်းကဒီတိရုတ်ကဒီမြက်ကွိုင်းကြီးနောက်သုံးဖက်ကိုဖျိုက်တူတွစ်ဆုံလေးရှိပါတယ်။ဆိုတော့စစ်ကောင်စီနဲ့ညှိနှိုင်းမှုတွေအထင်းမှာလည်းဒီသုံးဖက်စလုံးနဲ့တွေ့ပါတယ်။ဆိုတော့ဒါပေမဲ့နောက်ပိုင်းဒီသုံးဖက်စလုံးကိုဖျိုက်တူတပြိုင်တည်းဒါမတွေ့ပင်နဲ့ဒါတပွဲတပွဲအချင်းစီတွေ့လာတာကိုနောက်ပိုင်းသတိထားမိပါတယ်။ဆိုတော့ MLD ကိုအရင်ဆုံးတွေ့တယ်ပြီးရင်တည့်ရဲ့အဲ ်ပြီးရင် TNL ကိုတွေ့တယ်အခု AA လည်းရောက်လာပြီလို့ဆိုရမှာပေါ့ဆိုတော့ဒီအခုရခိုင်မှာပြည်နေတဲ့ဒီကြောက်ကျူတိုက်ပွဲနဲ့ပတ်သက်လို့အာတရုတ်က AA နဲ့စကားမပြောလို့တော့မရပါဘူးစကားတော့ပြောရမယ်ဒါပေမဲ့တရုတ်ပြောတဲ့နေရာမှာအတရုတ်ကအာ AA နဲ့ညှိနှိုင်းမလားဒါမှမဟုတ် PR ပေးမလားဆိုတာဒါကတော့ကွက်ထားချက်တွေရှိပါတယ်ဆိုတော့တရုတ်ကတရုတ်နဲ့ဆိုတော့တရုတ်နဲ့ပတ်သက်လို့ AA က TNL နဲ့ MND နဲ့ပုံစံတော့မတူတဲ့ပုံစံတွေတော့ရှိပါတယ် အဲ့ဒါကတရုတ်နဲ့နေဆက်မဟုတ်တဲ့အတွက်ကြောင့်ပါဒါပေမဲ့ဒါကရခိုင်အတွက်အရင်ကြည့်တော့အတကျတော့ဖြစ်မနေပါဘူးဘာကြောင့်လဲဆိုတော့အေးခေါင်းဆောင်တွေကဒုတိယဌာနချုပ်ရှိရာဒီတရုတ်နေဆက်ကဒီလိုင်းစာမြို့မှာရှိနေတော့ပါတခုတော့ရှိပါတယ်တက်တရန်နီကောစစ်စီရဲ့ကာလမှာမြောက်ပိုင်းသုံးခွဲအပြစ်ရက်ခဲ့တာရှိပါတယ်ဒါကလည်းတရုတ်ဖြစ်ရပေးလာတဲ့အတွက်ကြောင့်ပါအဲ့ဒီစစ်စေးကလာမှာမြောက်ပိုင်းပုံပွဲအပြစ်ရက်တာကရှမ်းမြောင်းမှာရက်သွားပြီမယ်ရခိုင်မှာတော့ရက်သွားခဲ့တာမျိုးမတွေ့ရခဲ့ရပါဘူး ဆိုတော့အေဒုစီဦးကြီးရောက်တောင်းတာညထောင်းကိုတိုင်လဲဒီ2024ဒါမက်လာ၄ရက်နေတည်နေရှင်းလို့ပြီမှာရခိုင်ဒေသကအပြစ်မရက်ဘူးလို့သူကိုတိုင် ပြောခဲ့ပါတယ်ဆိုတော့အဲ့ဒီတုန်းကဒီစစ်ကောင်စီနဲ့အပြစ်ရက်တာကဒီမြောက်ပိုင်း၃ငွေနဲ့ဒီရှမ်းမြောက်အပြစ်ရက်ဖို့အဲတရုတ်ကအဓိကဂျောင်းရင်းပေးတာဖြစ်ပါတယ်ဒါလည်းအလုံးအသိပါဒါပေမဲ့အခုအချိန်တွေကပြောင်းလဲလာတဲ့အတွက် တရုတ်ကအေကိုဖိအားပေးလာခဲ့မယ်ဆိုရင်အေကရက်ကောင်ရက်နိုင်တယ်လို့တရုတ်ကိုဆက်ကျင်ပြီးအပြစ်မရက်ပဲနဲ့ဒီအကြောက်ဖြူကိုတိမ့်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဆိုတော့အေကောင်စုံတွေကတရုတ်နီဆက်မှာရှိတဲ့ဒီလိုင်းစာမှာဆိုပေမဲ့လို့ရခိုင်တပြည်လုံးကိုတိမ့်ဖို့ကသူတို့ရဲ့ကြွကြော်တန်နေဖြစ်တဲ့အတွက်တရုတ်ကိုဆန့်ကျင်ပြီးကြောက်ဖြူကိုတိမ့်ဖို့ရခိုင်လုံးကပုံများတယ်လို့ယူဆရပါတယ်ရခိုင်တပြည်လုံးကိုတိမ့်ပတ်ဖို့အတွက်အေကတောက်ချောက်စုတို့ထုတ်ပြောခဲ့တာပါဒါကြောင့်လေတရုတ် ဖိအားတွေပေးလာတယ်ဆိုရင်တော့မတိတ်အလုံးတော့ဖြစ်မှာတော့မဟုတ်ဘူးဒါပေမဲ့တခုစဉ်းစားစရာတော့ရှိပါတယ်အဲ့ဒါကအာရခတ်တော်ရွေးလေရေကနေပြီးတော့မှနောက်ဆုံးထုတ်ပြန်ခဲ့တဲ့ဒီမေလ20နဲ့နှစ်ရက်နေထုတ်ပြန်ချက်မှာဒီမပြည့်ပြည့်သေးတဲ့ဒီမြို့တင်တိုက်ပွဲတွေကိုအကန့်အသတ်နဲ့ဆင်နွှဲနေရတယ်ဆိုတဲ့စာသားကစဉ်းစားစရာနေဖြစ်ပါတယ်ဆိုတော့တပတ်မှာအေကအရွေရောက်ပြီးတဲ့ဒီလူငယ်တွေထဲကဒီအသက်တည်သွားတဲ့ဒီအမျိုးသားတွေအမျိုးသမီးတွေပေါ့ဆင်မှုထမ်းရမယ်ဆိုတော့မှလည်းတပတ်မှာတာတင်လာတာရှိပါတယ် ဆိုတော့အီအီပြောတဲ့အကန့်နဲ့ဆိုတာလူရင်အားမလုံလောက်တဲ့အတွက်ကြောင့်လားဒါမှမဟုတ်ရတရုတ်ဖြစ်ရကြောင်းလားဆိုတာစဉ်းစားရတော့ခက်ပါတယ်ဆိုတော့ဒါမဲ့တည်ကြတာတစ်ခုကတော့တရုတ်ကအီအီကိုတွေးဆုံဆွေးနေတဲ့အခါမှာညှိနှိုင်းတဲ့သဘောမျိုးမဟုတ်ပဲဒီထိအားပေးတဲ့သဘောမျိုးဆိုရင်တော့ဒီပေါ်မှာလိုက်ပြီးတော့အီအီဘက်ကပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်တရုတ်ကစီမံကိန်းဆွေးလာတဲ့ပိုလီမတ်တဲ့စီမံကိန်းမှာပါဝင်တဲ့နိုင်ငံ65နိုင်ငံကြီးရှိပါတယ်ဆိုတော့တရုတ်ရဲ့မဟာဗျူဟာစီမံကိန်းမှာပါဝင်တဲ့နိုင်ငံတွေကတရုတ်စီကလည်းရှင်းရအဖြစ်လဲ ဒါထုတ်ယူလို့ရပါတယ်ဒီချင်းွယ်တွေက billionaires ခြီးပြီးတော့မှရှိတယ်ဆိုရင်လည်းဒါတရုတ်ကထုတ်ပေးနိုင်ဆိုရင် ရှိပါတယ်တရုတ်ရဲ့ဒါပေမဲ့တရုတ်ရဲ့တက်မှတ်ချက်မှာအကြည့်ပြတ်မဆက်နိုင်ရင်တော့ချီးယူတဲ့နိုင်ငံကပြဿနာတော့ရှိပါတယ်ဒီလိုအကြည့်ယူချီးယူတဲ့ငွေကြေးစနစ်နဲ့ပတ်သက်လို့စီးပွားရေးသမားတွေဆိုရင်တော့ပို့ပြီးတော့မှနားလည်တယ်မှာဖြစ်ပါတယ်ဆိုတော့တရုတ်ကစီးပွားရေးအရာကဘာကိုလွှမ်းမိုးဖို့ကြိုးစားလာတာကြားခဲ့ပါပြီကမ္ဘာ့ကွန်တေရေးအတွက်ဒီချင်းချောက်မှုမရှိနိုင်တဲ့ဒီဖိစိပိတ်ကနေ အိန္ဒိယသမုဒ္ဒရာကိုဆက်ပေးနိုင်တဲ့တခုတည်းတော့နီးလန့်ကတောက်ပြူရှင်တဲ့စစ်ကံပဲဖြစ်ပါတယ်။အမေရိကရဲ့ချင်းကြောမှုကိုခံရနိုင်တဲ့မလက္ကာရီလက်ကြားကိုရှုံရှားနိုင်ဖို့အတွက်တရုတ်ကဒီအိန္ဒိယသမုဒ္ဒရာကိုအသုံးပြုမှာဖြစ်ပါတယ်။ဆိုတော့ဒီကနေ့တစ်ဆင့်လဲအာရှဒီအာဖရိကနောက်ပြီးဒီဥရောပတိုက်တွေအထိကိုခြေဆက်နိုင်မဲ့တောက်ပြူစစ်ကံကတရုတ်အတွက်မဟာဗျူဟာမြောက်စီးပွားရေးနေရာတစ်ခုဖြစ်တဲ့အပြင်ကိုတတိယကမ္ဘာစစ်ဖြစ်လာခဲ့ရင်တောင်မှဒီရေလမ်းကြောင်းကနေတရုတ်အတွက်အများကြီးအထောက်အကူဖြစ်တဲ့နေရာတစ်ခုဖြစ်မှာပါ။ ကမအစ်စ်မီနှစ်ဆိုင်တဲ့ဒီစိတ်ကံတစ်ခုနဲ့လွတ်လပ်တဲ့ဒီကွန်သေးစုံတစ်ခုတိဆောက်ဖို့စီစဉ်ထားတဲ့ဒီတိောက်ရဲ့ဒီကွန်မြူနတီယူနယ်ပြည်နယ်ကစမှုလုပ်ငန်းတွေကိုဒီအိန္ဒိယသမှုတရားကနေကမ္ဘာစည်းကွက်အထက်ကိုပုံမလူကူစွာဒီရောက်နိုင်အောင်တည်ယူပို့ဆောင်နိုင်ပါတယ်။ဒါကြောင့်လည်းအကြောက်ပြူကတိောက်ရဲ့ခေတ်သစ်ပိုလမစီမဲကိန်းမှာအဓိကအချက်ဖြစ်နေတာပါ။လက်ရှိကြောက်ပြူတက်ကွက်ကစတိုင် ဆိုသလိုဖြစ်နေပေမဲ့စစ်ကောင်စီနဲ့ဒီတရုတ်ကတော့တပ်သူစီမံကိန်းကိုဆက်လုပ်မယ်ဆိုပြီးတော့မှပြောလာတာလဲစဉ်းစားစရာတခုဖြစ်နေပါပါတယ်စစ်ကောင်စီကပဲကြောက်ဖို့တော့အာသူတို့အပိုင်ထိန်းချုပ်ထားနိုင်တယ်လို့လုံးနဲ့ဒီစိတ်တဲ့စစ်စင်ရဲ့မလောက်တာလားဓမ္မမို့ရင်တရုတ်ကအီအီကိုအပိုင်ထွက်ပြီးလုတ်ချင်ရင်လုတ်လို့ရတယ်ဆိုတဲ့သဘောမျိုးနဲ့လုတ်တာလားဆိုတော့ကတော့ဒါကတော့မသိမသိကွဲပါဘူးဒါပေမဲ့တရုတ်ကလည်းဒီကိစ္စနဲ့ပတ်သက်လို့တတိထားပြီးကန်တွေနေပုံလည်းရှာပါတယ် နောက်ဆုံးထုတ်ပြောင်းရမယ်ဆိုလို့ရှိရင်ဒီအကြောက်ဖြူကဒီစစ်ကောင်စီအတွက်ရောဒီတရုတ်အတွက်ပါအေးအတွက်အရေးကြီးတဲ့မြို့တမျိုးဖြစ်ပါတယ်ဒီနေရာမှာအားလုံးအတွက်အကျိုးစီးပွားတွေရှိကြပါတယ်ဒါပေမဲ့အေးအတွက်ကတော့ဒီတိုက်ပွဲအောက်မှာဆိုရင်ရခိုင်တမျိုးသားလုံးအကျိုးစီးပွားကလည်းကြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်ဒါကအေးယူမဲလေအာခပီကိုရခိုင်ပြည်သူလက်ထဲကိုအဲရှောက်တဲ့နေ့မှာဒီအောင်ပွဲရှိတဲ့နေ့လို့ပြောရမှာဆိုတော့ဒီနေရာမှာတရုတ်ကလည်းမြန်မာနိုင်ငံရေးမှဝင်ရောက်ဆွတ်ဖက်နေတာကြောင့်သူ့ရဲ့အင်အားကြီးမှုကိုလည်းအေးက ထက်တင်စဉ်းစားဖို့လိုပါတယ်ဆိုတော့သူတပြည့်ဒီအင်ရဲ့ဆုံးဖြတ်ချက်ကရခိုင်တမျိုးသားလုံးအကျိုးစီးပွားကိုအကျိုးပြုဖို့လိုပါတယ်။ဒါကတရုတ်စီမှာအငြင်းငယ်ကိုပြောတာတော့မဟုတ်ပါဘူး။ဆိုတော့အင်ရဲ့ဒီဒီပလိုမစီကိုမဟာဗျူဟာကြဲကြဲနဲ့တရုတ်ကိုအနိုင်ဖို့လိုတယ်ဆိုတာကိုပြောချင်တာပါ။ဆိုတော့ဒီလိုမှမဟုတ်ရင်ဒီအင်ကိုတရုတ်ကနေဒီနောက်ပိုင်းကဒီအဖွဲ့တွေတော့ပေါ့ဒီနေရုတ်တရုတ်လို့ကစားတော့ပဲဆိုတာအေကန်မုတ်ချမလွဲပါဘူး။